BNN ထွက်သွားတာလေးကိုရိုက်ထားပါဘောเนาะဒါကစင်ကာပူကနေပြီးတော့သွားတာမင်းအမျိုးသားကြတော့စင်ကာပူအမြန်မာပြည်မှာနေရဆိုတော့မင်းတို့က BNN ရောက်မှတွေ့ကြတာမင်း BNN ဟန်ရိုင်းမြို့မှာတွေ့ရပါเนาะအတွေ့ပြီးတော့ဒါဟိုတယ်သူတို့ဟိုတယ်လေးတွေတတိလေးတွေဟန်ရိုင်းဟိုတယ်လေးတွေကလေချစ်စရာလေးတွေကွာတိလားအာဒါကမင်းတို့ကတညနေရပေါ့တညနေနောက်နေ့မနက်အစောကြီးကိုဒီစပားကိုသွားမှာပေါ့เนาะစပားဆိုတော့တောင်ပေါ်မျိုးတွေမင်းတို့ကလောလိုမျိုးပေါ့เนาะအဲဒါဒီလိုဒီလိုဒီလိုဒါကပေါ့အဲလိုမျိုးအဲ့လိုအိတ်လိုက်လို့ရတယ်ကွာအဲအဲ့လိုခိုင်းနေသွားတာပါလမ်းမှာလည်းပဲရန်ကိုလာ တော့6နိုင်ရီလောက်ပဲစီးရရကွာအရင်လည်းမကြောက်ဒါကတော့မင်းတို့စာပါရောက်တော့တဲတဲ့ဟိုတယ်ပေါ့နော်ဒီဟိုတယ်ကိုမြင်ပါကြုတ်ရေးလိုက်တာလဲဆိုတော့ဘူးကြောက်ရေးလိုက်တာပါဒါတော့တ냐ကို3သိန်းလောက်ကြာသွားတယ်ပေါ့နည်းနည်းဈေးများသွားတယ်မင်းတိတယ်ဒါပေမဲ့ငါပြောရရင်ဆိုတော့လည်းမတက်နိုင်ဘူးပေါ့နော်ဒါကအဲတမချစ်ဖို့တော့ကောင်းပါတယ်ပြီးအပြင်မှာရိုက်ထားတာပြမယ်မင်းအပြင်လေးဒီဝန်ဒါလေးမင်းတို့အဝန်ဒါအရန်မိုက်တာကွာအဲ့ကြောင့်လဲဈေးကြည့်ရသူကကြတော့လေဒါဝန်ဒါလေးကိုထွက်ပြမယ်ဝန်ဒါမှလည်းပဲမင်းနဲ့ဘယ်မှမသွားခင်မှာမင်းနဲ့မင်းအမျိုးသားနဲ့မင်းတို့တပုံဗီဒီယိုလေးရိုက်ထားရှေ့အားလေးရဗီဒီယိုလေးပါ ါပျော်နေကြပါဟေးပျော်နေလဲတော့မသိဘူးအဲ့လိုပဲနှစ်ယောက်ကတွေ့လိုက်လို့ရှင်အဲ့လိုပဲ အရန်တော့အေးပဲเนาะမင်းတို့သွားတဲ့အချိန်မှာဒါလေးကကျတော့စပါမြို့ကဆန်ပလာဇာပေါ့เนาะသူကတော့နာမည်အကြီးဆုံးနေရာတယ်အမှအဲ့လိုရောက်ရင်တပ်ပုံမဖြစ်မနေရရပါတယ်เนาะသူကတော့အကြီးဆုံးဆန်ပလာဇာအဲ့ဒီမှာပေါ့ပါလဲစတာဖက်တို့ပါတို့ကော်ဖီဆိုင်တွေပါရအများကြီးရှိဒါတော့ပဲများနေရပါပေါ့เนาะနည်းနည်းလေးကြော်သားမယ်เนาะအဲဒါကတော့သူတို့စီမှာဒီလိုအကင်လေးတွေရောင်းနေဘာဖြစ်လို့လဲဆိုတော့သူတို့ကအရန်အေးတယ်အေးတဲ့ဒေတာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုအကင်လေးတွေစားကြရပေါ့နောက်တော့မစားနိုင်တော့အဲနောက်ဆုံးတော့ဟိုအနောက်တိုင်းစားစားနိုင်ပဲစားပြီးပီဇာပဲသွားစားလိုက်ပါတော့တခါလေးကျတော့သူတို့ဟာရပေါ့လဲပေါ့အချင်းကကို စားခြင်းကြအချင်မဟုတ်တော့စလို့မရဒါကတော့နောက်နေ့ကိုမင်းတို့ကအဲ့ဒီပေါ့နော်တောင်မောပေါ့နော်အင်ဒိုချိုင်းနာမှာအမြင့်ဆုံးတောက်ထည့်ကိုတက်ဖို့အတွက်ကိုမတက်ခင်လေးမှာဒါလေးကထမင်းစားပြီးတော့လို့ပဲတက်ဖို့ဗီဒီယိုလေးရိုက်ချင်တယ်ဆိုရင်နှစ်ယောက်ရိုက်နေကြပေါ့နော်အဲ့လိုပဲနှစ်ယောက်ကချီဖတီးပုံလေးနော်အဲ့ဒါနဲ့မင်းတို့ခုသွားမယ်ဆိုတော့အဲ့ဒီဒီဒီပေါ့ရထားတတိလေးစီးရပါရဲ့ဒီရထားတတိကလေးနဲ့အဲ့တောင်မောတက်ပြီးမှ cable စီးရမှာနောက်တစ်ဆင့်အဲ့တော့ cable မစီးခင်ကိုမင်းတို့ကဒီရထားတတိလေးနဲ့စီးမှာပါ ဒီရထားလေးကလေချစ်ဖို့တော့ကောင်းတယ်ပေါ့နော်သူကတက်သေးလေးပဲရထားလုံးလုံးလေးဒါရထားစီးနေတာပါရထားစီးနေတာပေါ့နော်မနဲ့ဟိုဘယ်လိုပြောမလဲအေးတဲ့အချိန်ဆိုတော့မြူရင်းနဲ့ဆိုတော့မမမြင်အောင်ပြီးတော့ဒါကေဘယ်စီးရောမှာပါကေဘယ်စီးရဲ့စီကိုယောက်လာတော့ဒီကေဘယ်ကိုစီးမယ်ဆိုဒီကေဘယ်ကတော့တော်တော်လေးကိုမိုက်ပါတယ်မမတို့နော်ကေဘယ်ကပြီးတော့ကျဲလဲကျဲတယ်ကွာတိလာမင်းတို့လေမလေးရှားတို့ဘာလို့မှစီးရဲ့ကေဘယ်ကြီးထမိုက်တယ်စင်ကာပူကေဘယ်ထက်လည်းကြီးရဲ့အထင်းမှာလေတိလာဟိုစင်ကာပူကေဘယ်ဆိုရင်တော့မှဒီထက်သေးရဲ့ပေါ့နော်အော်ခင်တို့ရေကေဘယ်စီးပါမယ်စီးပါရှင် ဟာဒါတော့ gift ပဲပေါ့ရောက်သွားပါပြီအများကြီးပဲလူတွေလည်းအများကြီးဆန်နေတာပဲလေကန်ဆိုးတာတော့လေအရင်အေးဒီအချိန်မှာရောက်သွားတဲ့အခါကျတော့လေလုံးဝလေအပြင်ဘက်ကဟာတိတိကျကျကိုမမြင်ရဘူးသိရမလားမြူတွေကြီးပဲခေါပါတာကိုကြည်ရင်းနေတော့မှအဲ့လိုမျိုးခေါင်းနေမှုရဲ့ကြည်လိုက်ကွာဘလို့မှရှည်ရှည်လေးလေးမမြင်ရဘူးကွယ်သိရမလားအဲ့လိုဖြစ်နေတယ်မခရက်ခရက်ခရက်ဟိုဘက်ကကေဘယ်လာလို့ရှိရင်တပုံအမြန်ရိုက်ချင်တာလို့ခရက်အပြင်ကိုပြပေးမယ် အပြင်ကွာတိတာအပြင်မှာသူတို့ကကြောက်အဲ့လိုမျိုးကွာဟိုလေကတိဆိုင်ကင်းလိုမျိုးမင်းတို့ကျိုင်းတုံလို့ပါလို့မှရှိရလေကတိဆိုင်ကင်းလိုမျိုးလေးပေါ့နော်ဒါတော့နှစ်ယောက်တစ်ပုံရိုက်ဟိုဗီဒီယိုအပြင်မှာရိုက်လို့ဝါသွားရဝါသွားရဆိုထိုင်ပါလို့မူးလာလို့ကွာတော်တော်ကြကြာကြီးစီရရကွာတိလာခဏလေးမဟုတ်ဘူးခဏလေးမဟုတ်တော့နည်းနည်းလေးမူးလာတယ်လို့ခံစားတယ်တယောက်သားအတိရမလားလှုပ်ရမ်းနေရောအာပြီးတော့ရောက်ပါပြီ လို့ဒါအဲ့လိုမထိတ်မှာအဲ့လိုမျိုးကြောအလန်နိုင်နေပေးထားအလန်နိုင်နေနဲ့ထပ်ပုံရိုက်ဖို့အတွက်ပေါ့နော်အဲ့လိုချိန်းသားရဲ့သူရဲ့အမြင်ဆုံးနေရာဆိုတော့လေဒီလားမိုက်တယ်မိုက်တယ်တော်တော်တော့မိုက်အေးလေအေးရတအားလေမင်းတို့သွားရနေရာလေနှင်းမရှိလို့ကျန်နေရတဲ့နှင်းကြရကွဲရမင်းတို့ကတရက်နောက်ကြပါဒါပေမဲ့အဲ့မှာတော့ရင်သေးရောအများကြီးပေါ့ခဲနေရာတွေ့ရပေါ့မင်းတို့မင်းတို့လည်းကြည့်ပါပူပူပေါ်ပါနေရင်နေရရကွာကိုပုံကိုကြည့်ပြီးတော့တကယ်တကယ်အဲအဲ့ဒီမှာတော်တော်အေးရအမင်းပြီးလို့ပြောရအောက်ကိုပြင်ဆင်တာပါပြင်ဆင်တော့ပပောက်ကလေးစားပြီးတော့ပပောက်ကလေးက ူပူလေးစားကျင်တာဗောလို့မျိုးလေးတအားအေးရတယ်တိမ်မလေးတရားမမြင်ရအောင်เนาะအဲ့ဒါမှမနေ့လေ12နာရီလောက်ဖြစ်နေပြီနေ့လေ12နာရီကိုကလူမမြင်ရသေးဘူးဒါကတော့တောင်မွားနေပြောပြန်စင်တာပြန်စင်တော့မနက်ခါလောက်တော့မြူတွေတအားကြီးမများတော့ဘူးဟိုနည်းနည်းလေးရောမြင်ရပြီဗောနော်မနက်ခါဆိုလို့ရှင်ဘာမှမမြင်ရတာပိတ်မှောင်ပြီးတော့လေဘာမှဟိုလေဘာဆိုဘာမှမမြင်ရတာဗောနော်ဒါကတော့ဒါတော်တော်ကြီးကိုလင်းသွားပြီဗောပြီးတော့မင်းတို့ကအဲ့မှာပန်းအဲ့ အဲ့အောက်ဆင်းပြီရောမင်းတို့ဒီနေ့ကြတော့ဟိုနှစ်ယောက်ကဓပုံရိုက်ပို့ချိန်ထားတယ်။အဲချိန်ထားရဆိုဓပုံဆိုတာကျအဲ့မှာစပါမှာဆိုကက်ကက်ဘေးလေးဆိုတာရှိတယ်။သူတို့ကမင်းတို့မြန်မာမြန်မာဟိုဗာတိုင်းနာကျွရလိုမျိုးလေးပေါ့။အဲအဲ့တိုင်းနာကျွရမျိုးလေးကိုတောင်းပါပါ။တိုင်းနာကျွရမျိုးလေးကိုတောင်းပါဆိုတော့ဒါလေးကတော့အဆင်းလေးပေါ့။အဆင်းလေးရိုက်ပြထားတာ။အဆင်းလေးကရိုက်တာနည်းနည်းကြာသွားရယ်နော်။ နားနေကြတာဟာတော့မင်းတို့ကကက်ကက် village ကိုမသွားခင်မှာဒါလေးကသူတို့ရဲ့ပေါ်ဟော့ပေါ်ပေါ့ဗီယက်နမ်ဟော့ပေါ်အရွက်တေးဒီပဲအရွက်တေးဒေစာဒါကက်ကက် village မှာမင်းတို့ရေဓပုံတော့ဆိုင်မယ်ကက်ကက် village ကိုတော့ပြစ်ကုန်သွားပါနော်အရင်အဲ့လိုမျိုးလေးရရသူတို့ရဲ့ပေါ်နော်ဒီဒီသူတို့ရဲ့လူမျိုးပုံစံလေးအဲ့လိုမျိုးလေးဝတ်ပြီးတော့အဲ့လိုမျိုး makeup တွေပြင်ပေးရတော်တော်လားအဲ့ဒီ makeup ကိုတော်တော်ကြိုက်တယ်ကွအရန်ရန်ကြိုက်တယ်သိရမလားဘလို့ပြင်ပေးလဲလဲဆိုဗီယက်နမ် makeup ကွတော်တော်မင်းကလေးတွေနဲ့တော်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 ယူလိုက်တာပြီးတော့မင်းတို့ရေတရုတ်ဆိုင်မဲ့သွားစားတော့ရေတော်ပြီဆို ုပြီးတရုတ်ဆိုင်မှာနောက်ဆုံးတော့ရောက်သွားပါတယ်ရှင်ဒါကတော့နောက်နေ့ကျတော့မင်းတို့မိုဟာနာ coffee ဆိုင်ပေါ့အဲ့ဒီ coffee ဆိုင်ကတော့မင်းတို့ရောက်အောင်သွားပါအာသူတို့ရဲ့ဘီယန်နာမှာဆိုလို့ရှိရင်ဒါဒါအိစာပါမှာဆိုလို့ရှိရင်ရေအဲ့ဒီမိုဟာနာ cafe ကနာမည်အရင်ကြီးရပေါ့နော်ဒီမိုဟာနာ cafe ကကျတော့မင်းတို့ဝင်ကားရှိပါတယ်ဝင်ကားမှာကသူတို့ကအမှအာ coffee တစ်ခွက်စာပါပြီးသားပါနော်အဲ့ coffee တစ်ခွက်စာပါပြီးသားပါပြီးတော့အဲ့ဒီမှာလည်းပဲအင်ကြီးတွေပါတယ်ငါးပြီးတော့ဝတ်ပြီးရိုက်လို့ရတယ်ပေါ့မင်းတို့ကတော့မရိုက်ခဲ့ပါမင်းတို့ကတော့ကိုယ့်အတောကိုတယောက်နဲ့တယောက်ရိုက်ခဲ့ပါရဲ့ရှင် ှင်အဲ့မှာလေရှင်ဖြစ်ခဲ့ရသေးတယ်ရမလားကော်ဖီမပေးဘဲနဲ့အေးအေးပေးလို့လေလောက်ပူနေပါရဲ့အေးနေပါရဲ့ဆိုနေမှာကွယ်ဘသူကအေးတောက်ချင်ပါရဲ့နော်ကော်ဖီတောက်ချင်လို့လာပါရဲ့ဆိုမှာအဲ့ဒါကော်ဖီမပေးလို့လေရှင်ဖြစ်ခဲ့ရပါသေးတယ်ဒါကတော့မင်းတို့အဲ့ဒီအဲ့ဒီမိုဟာနာအေးကော်ဖီဆိုင်မှာပဲပေါ့နော်အဲ့လိုအဲ့လိုကွာလေးပဲအဲ့လိုမျိုးလေးရရဲ့နော် ကဲဒါလေးကတော့မင်းတို့ရဲ့ကက်ကက် village ကနေပြန်လာပြန်လာတော့ဒါလမ်းမှာမင်းတို့သွားတဲ့အချိန်ကကြတော့လေတရုတ်နှစ်တကူအချိန်ဖြစ်နေရောသူတို့က BNN ကလည်းတရုတ်တွေများတာဟိုတရုတ်နှစ်တကူဆိုတော့ပိတ်ထားရအများကြီးသူတို့ရဲ့အဲမင်းတို့ပြောမင်းတို့မြန်မာနိုင်ငံကြံလိုမျိုးကလာဖြစ်တဲ့အတွက်ဆိုသူတို့ကဆိုင်တွေတော်တော်များများကပိတ်ထားရပေါ့နော်ဖွင့်တဲ့ဆိုင်တွေကတော်တော်နေပါတယ်နော်တရုတ်နှစ်တကူဆိုလို့ရှိရင်တော့မသွားဖို့အတွက်မင်းကတော့ recommend ပေးပါတယ်နော်တရုတ်နှစ်တကူအချိန်မှာမင်းတို့ကတော့သွားမိရပေါ့သွားမိရခါကျတော့ဆိုင်တွေအကုန်လုံးနှိပါပိတ်ထားသလိုဖြစ်နေပါတယ်ဟန်နွိုင်းကတော့မပိတ်ဘူးဒါပေမဲ့ဒီစာဘာမျိုးတောင်းပေါ့နော် ော်သူကကြောက်ကလောလိုမျိုးတောင်ပေါ်မျိုးလေးကပိတ်ထားအရန်လာရင်နော်ဒါလေးကကြတော့လန်လီပေါ့နော်သူတို့ရဲ့မျိုးကလေးကလုံးဝချစ်ဖို့ကောင်းတယ်အာသူတို့ရဲ့သူတို့ရဲ့ပေါ့နော်ဖော်လဲဖော်ယူကြပါတယ်ပြီးတော့လေဟိုအစားအသောက်ကကြတော့ကွာဟိုအတီးအရွက်ကြိုက်တဲ့လူဆိုလို့ရှင်အဆင်ပြေတယ် ဒါသူတို့ရဲ့ရင်းနှွေးပေါ့နော်မင်းတို့တရုတ်ဆိုင်မှာစားဒါတော့မင်းတို့ရဲတဲတဲ့ဟိုတယ်ရဲ့ lobby လေးပါအာဒါ hotel lobby လေးကိုရိုက်ပြထားတာ hotel lobby လေးလဲလာရဲ့ဘယ်လိုလေးလဲဆိုတော့အဲ့လိုမျိုးလေးပါရှင်ဒါလေးကတော့မင်းတို့ handwriting ကိုပြန်ရောက်သွားပါပြီဒါကတော့ handwriting ကိုရောက်တော့ဒါ handwriting က old town ပေါ့နော်အဲ့အဲ့မင်းတို့ရေ handwriting ရောက်ပြီဆိုလို့ရှင် old town မှာပဲတဲပါကျန်တဲ့နေရာမှာမတဲနဲ့နော်ဘာကြောင့်လဲဆိုတော့အဲ့ဒီနေရာမှာမင်းတို့ coffee တောက်မယ်ဆိုရင်လည်းအဆင်ပြေတယ် coffee ဆိုင်လေးလည်းအများကြီးပဲညာဘက်တီလဲစီတယ်ဒါကတော့မင်းတို့ရဲ့ Ho Chi Minh ဟိုအရင်တော့အမျိုးတော်ဟိုချီမင်းအခုကဟန်နိုင်းဖြစ်သွားပြီအဲဒါကတမဒါကပေါ့နော်သူလည်းတမဒါကဟန်နိုင်းမှနေဒါတမဒါအိမ်တော်ပေါ့ကွာပြောရမယ်ဆိုရင်တော့ဒါတမဒါအိမ်တော်အမင်းရိုက်ခဲ့ဒါတော့မင်းတို့နောက်နေ့ဟန်နိုင်းမှတဲတဲ့ဟိုတဲသူမင်းတို့ကအမကန်နာမှတဲတာမင်းတို့အိုးတောင်းမှမတဲပဲနဲ့လေရှာရှေးပြီးကန်နာမှတဲရ view ကတော့အရန်အရန်လှပါတယ်နော် view ကတော့ဒါတော့မင်းတို့ကနောက်နေ့ကျတော့ဟလောင်းဘေးကိုသွားတာပါဟလောင်းဘေးမှာဆိုလို့ရှိရင်သူတို့ကဒီအဲဒီဗာလဲ ပလဲပေါ့နော်ပလဲเจ้าတွေတို့ရှင်းပြရလဲအပြီးတော့မှမင်းတို့ကတင်မောပေါ့အဲ့တင်မောပေါ်မှာသူတို့ကတင်မောပေါ်မှာမင်းတို့ဘူဖေးကျွေးတယ်ဘူဖေးကလည်းပါပီးသားပေါ့နော်အဲ့မှာသူတို့လိုက်ပြီးတော့ပြမှာပါနော်မင်းတို့ရဲ့အမမင်းတို့ရဲ့ဟာဘယ်ဟာမှမသိလို့လိုက်ရှာနေရအာဒါမင်းတို့ရဲ့ဒီဟိုတယ်ပေါ့နော်ပေါ့ဟိုတယ်တော့ဖြစ်ပြီးဟိုတင်မောပေါ့အဲ့တင်မောပေါ်ရောက်သွားပါပြီအာဘူဖေးလေကြီးရပေါ့ဘူဖေးလေမစိုးပါဘူးအရာသာတော်တော်ကောင်းပါရဲ့နော်အာလုံးဝလှရဲကွာဒီလား ဗျူးတွေကတော့ကိုယ်ရေအလုံးဝအကြိုက်กว่าအဲထိုင်းမှာရှိတဲ့ဟာတက်ကိုဟာထိုင်းမှာနည်းနည်းလေးပဲရှိတာလေဒီဗီယက်နမ်မှာကျတော့အဲ့ဒီဟာလောင်းပေးမှာကျတော့သူတို့အဲ့ဒီဒီအနောက်ကပေါ့တောင်တော့ဘောနော်ကြောက်တောင်တွေကအများကြီးရှိရဲ့ရန်ကိုအပြင်မှာလှားရဲ့တိလားတော်တော်တဘောကြိုက်ပြည့်တင်မောရလဲပဲလေအကြီးတွေတိလားဟိုမင်းတို့ညာအိတ်တင်မောရလေရှင်မင်းတို့ဟာတော့ညာအိတ်လို့မရဘူးဗောနော်ဒီတင်မောကတော့ဒါကတော့မင်းတို့ကအာဟိုဘက်ကိုရောက်လို့ရှင်သူတို့ကအမှကနူးလေစီမှာကနူးလေကိုတည်းကမစီဘူးစီဘူး ပဲ speed boat စီလို့ရှိရင်တော့သူကပတ်စံအဲ US 10ဒေါ်လာထပ်ပေးရတယ်။မင်းတို့က speed boat ပဲစင်မယ်ဟိုကနူးလေကြတော့လှော်နေရမှာလေ။အာကနူးနေကြလှော်နေရမှာဆိုလှော်နေရကြီးကိုမစည်းတော့ဘူးဆိုပြစပီဘုတ်နဲ့သွားမှန်သွားရွေးချက်မှုမှန်ပါစပီဘုတ်ကဟိုးဝေးထိရောက်တယ်အာဒါကတော့နှစ်ယောက်ပေါ့နော်လောကမင်းမင်းနာအရန်ကိုပင်ပန်းနေပြီလူကလူကမပင်ပန်းတာမင်းမျိုးသားမင်းမျိုးသားကလုံးဝသူကပျော်နေရအဲ့ဒါကြီးစီးရတာတော့တော်တော်ရှိကိုပျော်နေကြတယ် နော်တော်တော်ရုပ်ပြောနေအဲ့နဲ့အမပိုးတိုးကြိုက်ပါအဲ့တိုးကြိုက်ကမင်းတို့အရှင်းပြရင်ဒါကဘာပေါ့လေ तू ကလည်းပြပေါ့နော်ဒါကတော့အာဒါကဘာကျွန်းဘာဒါကဘာလို့ဘာတောင်ဒါကဘာကျွန်းအဲ့လိုမျိုးပေါ့နော်ပြောလို့ပြောစရာကြီးပါပဲပြောလို့ပြောစရာကြီးပဲအမကလေတော်တော်ကြီးကိုပြောဖို့ကောင်းခဲ့ပါရှင်နော်အရင်ကိုရှေ့နေတယ်ကွဒီနေရာကြီးကလည်းငါအဲ့လိုမှန်းဒီ edit လုပ်လိုက်ပါတယ် ကဲဒါကတော့အမှကျွန်းနေပေါ့နော်မိုက်တက်စပီဘုတ်ကလုံးဝမြန်လုံးဝ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 ကြိုက်သွားစေရပါမရှင်เนาะ စပီရိုရဲ့မြန်ချက်ကြီးရတော့ပြောမနေမင်းတို့အဲ့လိုရောက်လို့ရှိရင်တော့ကနူးလေးမစီရကောင်းပါလေကနူးလေးကဘယ်မှမမြင်ရဘူးစပီဘုတ်ပဲစီเนาะစပီဘုတ်ကမှသူကလေနေရာစုံကိုလေသူကလေတွားပေးတာပြီးတော့အမှတိုးကိုက်ကလည်းပဲရှင်းပြလိုက်မယ်ဒါကပါဒါကပါအကုန်လုံးတည်သွားလိမ့်မယ်အော်ဒါကတော့ဘာတောင်းဘာဖြစ်လို့ခေါ်လဲသူကကျတော့ကွာ limestone တွေကွာဒီဟိုဘောနော်အနေထုံးအနေချထုံးကြောက်တွေဖြစ်တဲ့အကြောင်းသူကတော့ပုံတွေထွက်နေရပေါ့ကွာအစင်ပုံတို့အစင်ပုံကြီးဟာစင်တောင်မို့ကပြောရမယ်ဆိုငတ်ပုံကြီးရင်ဒီကငတ်တောင်မို့တည်ရမလားအဲ့ ဲ့လိုမျိုးကအဲ့လိုသရှင်းပြပါဘောနော်ရှင်းပြတာမင်းတို့ကလည်းပဲအကုန်လုံးလိုက်ကြည့်ပြီးနားထောင်တာဘောနော်ဘာမှတော့မဟုတ်ပါဘူးဒါပေမဲ့ပျော်ပျော်ပါလေပြောရမယ်ဆိုလို့ရှိရင်တော့အလုံးစုံခြုံငုံပြီးကြည့်မယ်ဆိုလို့ရှိရင်တော့ပျော်ခဲ့ရပါတယ်ပေါ့လေအာနဲမင်းတို့အမဟိုသူရှင်းပြရေကုန်းနားထောင်နေပေါ့ကွာအဲ့လိုမျိုးအရန်ကြာသွားတယ်စဉ်းစားကြည့်ပါ ဒါကကြတော့မင်းတို့အလုပ်မပေါ့နော်။သွားပြီးတော့ဒါပြန်နေပြီပေါ့နော်။မင်းတို့ပြန်နေပြီပြန်နေပြီဆိုတော့လမ်းမှာအဲ့ဒီဒီမင်းအိတ်အိတ်ခုနကဟိုအောက်ထဲကနေဖြတ်မယ်ထင်တော့ဟွန်းဖြတ်လည်းမဖြတ်ပါဘူးရှင်။ဟိုအောက်ထဲကနေလဲ။